မြောက်ကိုရီးယားဟာမေလ21ရက်ကဖြတ်သင်္ဘောအသစ်တစင်းကိုရေးချတဲ့အခမ်းအနားအတွင်မတော်တဆဖြစ်ပြီးသင်္ဘောပြုတ်ကျခဲ့တာကြောင့်အဲ့ဒီမတော်တဆမှုဟာတိမခန်နိုင်တဲ့ရာဇဝတ်မှုလုပ်ရဖြစ်ကြောင်းမြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျွန်အန်ကပြောကြားခဲ့တယ်လို့ရိုက်တာမှဖော်ပြခဲ့ပါတယ်။အဲ့ဒါကြောင့်တန်9000အလေးချိန်ရှိအဲ့ဒီဖြတ်သင်္ဘောကိုရေးချပွဲအခမ်းအနားဟာအောင်မြင်ခဲ့ခြင်းမရှိပါဘူး။ ဒီမတော်မဆဖြစ်ဟာနိုင်ငံကုန်တိတ်ခါကိုအမဲဆက်ထင်စီတဲ့ပေါ်ရုံမှုကြောင့်ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ကင်းကပြောကြားခဲ့ပါတယ်။အဲ့ဒီအပြင်ကင်းဟာဇွန်လမှာပြုလုပ်မဲ့အာဏာရအလို့သမားပါတီအစည်းအဝေးမတိုင်မီအဲ့ဒီတင်မော့ကိုအပိသက်ပြန်လည်ပြုပြင်ဖို့အမိန့်ပေးခဲ့တယ်လို့လည်းနိုင်ငံပိုင် KCN သတင်းအေဂျင်စီကမေလ22ရက်မှာထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီဖြတ်တင်မော့ကိုကမ်းပေါ်မှာရေးတဲ့သို့ချဖို့ပြင်ဆင်ချိန်မှာတင်မော့ဟာဟန်ချက်မညီပဲတင်မော့ဝမ်ဘိုက်ကရှော့ကျသွားခဲ့တာဖြစ်ကတင်မော့ဝမ်ဘိုက်ရဲ့နေရာအချို့ပေါက်သွားခဲ့ကြောင်း KCN CNA ကထုတ်ပြန်ခဲ့ပါတယ်။ဒါပေမဲ့ခြောက်ကင်းစိတ်ကမ်းမှာဖြစ်ပွားခဲ့တဲ့ဒီမတော်မဆမှုဟာတင်မော့ရဲ့ထိခိုက်ပျက်စီးမှုအတိုင်းတာနဲ့ဒဏ်ရာရရှိသူရှိမရှိကိုအသေးစိတ်ထုတ်ပြန်ခဲ့ခြင်းမရှိပါဘူး။မြောက်ကိုရီးယားဟာအရွယ်အစအလွန်ကြီးမားတဲ့တင်မော့တွေနဲ့အကျွမ်းတဝင်မရှိဘဲနှီးပညာနဲ့ငွေကြေးပိုင်းမှာစိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရပွဲရှိကြောင်းစီရေးကျွမ်းကျင်သူတွေကတုံ့သက်ခဲ့ပါတယ်။ မြောက်ကိုရီးယားဟာစစ်ရေးနဲ့ဆက်နွယ်တဲ့အောင်မြင်မှုမရှိတဲ့ဖြစ်ရပ်တွေကိုဝန်ခံလိမ့်မရှိကြောင်းအခုအခါမှာတင်မောရေချမှုအောင်မြင်ခြင်းမရှိတဲ့အကြောင်းအရာကိုထုတ်ဖော်ကြေညာခြင်းဟာရေတက်ရဲ့ခင်မီစီမံကိန်းတွေကို ကင်ကအလေးထားလှုပ်ဆောင်နေတဲ့အချက်ကိုပြသဖို့ရည်ရွယ်ချင်းဖြစ်နိုင်ကြောင်းကျွမ်းကျင်သူတွေက ပြောကြားခဲ့ပါတယ်။အခုရေးချခဲ့တဲ့ဖြတ်သင်းမော်ဟာမေလ25ရက်ကထုတ်ပေါ်ပြသခဲ့တဲ့မြောက်ကိုရီးယားရဲ့ပထမဆုံးဖြတ်သင်းမော်နဲ့အမျိုးအစားအတူတူဖြစ်နိုင်ကြောင်းကျွမ်းကျင်သူတွေကပြောကြားခဲ့ပါတယ်။ AB 25ရက်ကထုတ်ပေါ်ပြသခဲ့တဲ့ချိုဟွန်းမြေရှိဖြတ်သင်းမော်ဟာမြောက်ကိုရီးယားရဲ့အကြီးအမားဆုံးနဲ့ခင်အမီဆုံးဖြတ်သင်းမော်ဖြစ်တယ်လို့အဲ့ဒီသင်းမော်ကိုရုရှားရဲ့အကူအညီနဲ့တိစောက်ခဲ့တာဖြစ်နိုင်ကြောင်းတောင်ကိုရီးယားကပြောကြားခဲ့ပါတယ်။